ဖျားရီကျန်းတဲ့မှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့နဲနဲတဲ့အကြောင်းအရာကြီးတစ်ခုရှိနေပါတယ်။ကောင်းကင်ဘုံမှာစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့တယ်။အနိုင်ရှုံးကိုအစွန်းမဖြတ်ပေးလိုက်တဲ့အဖြစ်အပျက်ကြီးတစ်ခုပေါ့။ဒါပေမဲ့အားလုံးကိုခေါင်းစားစေတဲ့မိကုံကအဲ့ဒါဘဒုံးကဖြစ်ခဲ့တာလေဆိုတာပါပဲ။ဒီမှာကြည့်လိုက်ရင်ဒီကျန်းပွဲကကောင်းကင်မှာဖြစ်ခဲ့တဲ့စစ်ပွဲကြီးကိုမက်ဆီထဲမြင်လာအောင်ကိုဖော်ပြထားလား။ငကားကြီးလို့ခေါ်တဲ့စာတန်နဲ့သူ့နောက်လိုက်တယ်ကိုကောင်းကင်ကလည်းနှင်ကြလိုက်တယ်တဲ့။ ပြောရရင်တော့တကယ့်ကိုအဆုံးအဖြတ်ပေးတဲ့ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုအကြောင်းပုံဖော်ထားတာပေါ့ကဲဒါကပဲကျွန်တော်တို့ရဲ့အထူးကမေးခွန်းပဲကောင်းကင်ကနေစာတန်ကိုနင်ချလိုက်လဲဆိုတော့ဒီအဖြစ်အဖြစ်ကရှိကြတဲ့ဒဏ်ရာရီပေါင်းပင်တစ်ခုပဲလားဒါမှမဟုတ်တမိုင်းမှာထိတိကျကျအချင်းတစ်ခုမှဖြစ်ခဲ့တာလားဆိုတော့ဒီနေနေမှုရဲ့အဖြစ်ကိုရှာဖို့အချက်လက်တွေကိုတစ်ခုချင်းစီစားပြီးဆက်ဆက်ကြည့်ကြရအောင် ဒီပေလီကိုအပြည့်ရှာဖို့ဆိုရင်လေပထမဆုံးလို့ရမှာကဒီ prophet future ထဲမှာပါတဲ့ပုံဆောင်စကလုံးတွေသင်္ကေတတွေရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့ပဲဇလန်ထဲကအဓိကစက်ကောင်တွေကဘယ်သူတွေလဲသူတို့ကဘာကိုကိုစားဖြူနေတာလဲဆိုတော့သိမှပဲဒီဖြစ်ဖြစ်ရဲ့အချင်းကိုမမှန်ကန်ကန်ဖော်ထုတ်နိုင်မှာပေါ့ကဲပထမဆုံးစက်ကောင်သူကတော့ငကားကြီးပဲဒီချမ်းကသူ့ကိုမာနတ် ဒါမှမဟုတ်စာတန်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းပဲဖော်ပြထားတယ်။သူကတော့ဒီဇလားရဲ့အဓိကဗီလင်ဆွဆွဲသူပေါ့။သူနဲ့စန့်ကျင်ဘက်မှာတော့အမျိုးသမီးဆိုတဲ့ဇက်ကောင်ရှိတယ်။ဒါကတကယ်အမျိုးသမီးတစ်ယောက်ကိုပြောတာမဟုတ်ဘူးနော်။ယုံကြည်ခြင်းစစ်မှန်တဲ့အဖွဲ့အစည်းဥပမာအတင်းတော်စစ်ဒါမှမဟုတ်အီတီအယ်လလူမျိုးစစ်ကိုပုံဆောင်ထားတာပါ။သူကတော့ငကားရဲ့အဓိကရံဘက်ပေါ့။ပြီးတော့ဒီဇလားမှာအစုံအဖြတ်ပေးမယ်ဇက်ကောင်ကယောက်ျားလေးပါ။သူကလူမျိုးအလုံးကိုအုပ်စုံမဲ့သူဖြစ်ပြီး ီချမ်းရတော့ယေရှုခရစ်တော်ကိုဆိုလိုတာပါသူ့ရဲ့ကောင်းမဲ့ဘုံကိုပြန်တတ်တွခြင်းကဒီအချိန်ဇာတ်တစ်ခုလုံးမှာတော်တော်လေးအရေးပါတဲ့အဖြစ်ဖြစ်တစ်ခုဖြစ်လာမှာပါโอเคစကောင်းနေကိုတီးပြီဆိုတော့ဒီစစ်ပွဲကိုဘယ်လိုနိုင်ခဲ့လဲဆိုတာကြည့်အောင်စိတ်ဝင်စားစရာကောင်းတာကလည်းဒီစစ်ပွဲရဲ့အနိုင်ရှင်ကအင်အားကြီးတဲ့ဘက်ကနိုင်ထွားတာမျိုးမဟုတ်ဘူးဒီချမ်းရဆိုရင်အောင်ပွဲရဖို့အတွက်မဖြစ်မနေလိုအပ်တဲ့အခြေအနေတစ်ခုရှိနေတယ်အဲ့ဒါကဘာများဖြစ်မလဲဒါကတော့အောင်ပွဲရဲ့တော်ချက်ပါပဲ အောင်ဝဲရတာဟာတိုးတငယ်ရဲ့အသွေးနဲ့ယုံကြည်သူတွေရဲ့တတ်တည်ခံချက်ကြောင့်လို့ဆိုထားတယ်။သူတို့ကတရားမှာကိုတောင်းမကြောက်ပဲကိုယ့်အသက်ကိုစတေးခဲ့တဲ့အာဇာနည်တွေကော့ဆိုလိုတာက အောင်ပွဲကကောင်းငင်မှာဖြစ်ခဲ့ပေမဲ့အဲ့ဒီအောင်ပွဲကိုဖြစ်စေတဲ့အကြောင်းရင်းကမြေကြီးပေါ်ကယုံကြည်သူတွေရဲ့ဆွတ်လွတ်မှုအပေါ်မှာမူတည်နေတယ်ဆိုတဲ့သဘောပဲ။ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့စွန်စမ်းမှုမှာအဓိကကျခဲ့အပိုင်းကိုရောက်လာပြီ။အောင်ပွဲရဲ့အခြေအနေကိုသိပြီဆိုတော့အချိန်ကာလကိုဖော်ထုတ်လို့ရပြီပေါ့။ ထမဆုံး theory တစ်ခုကိုကြည့်အောင်ဒီစစ်ပွဲကကဘာကြီးကိုမဖန်ဆင်းခင်ကောင်းကင်နမန်းဒီကြားထဲမှာပဲထစ်ခဲ့တယ်ဆိုတဲ့အယူဆပါဒါပြန်ဒီ UFO ကိုအချမ်းစာရဲ့ယူဒီနစ်ပြန်ချိပေးထားတာရှိတယ်ဘာလို့လဲဆိုတော့အောင်ကွဲကွက်လူသားအာဇာနည်တွေရဲ့တက်တေခံချက်လိုတယ်လို့အစောကပြောခဲ့တယ်လေဖန်ဆင်းခြင်းမတိုင်ခင်ကလူသားတွေမှာမရှိသေးတာဆိုတော့ဒီအချိန်ကပြည်တော်ဖို့မဖြစ်နိုင်ဘူးဒါကြောင့်ဒီအချိန်မှာဖစ်ခဲ့တာမဟုတ်နိုင်ဘူးပေါ့အော်ဒါဆိုပထမ theory ကတော့မချင်နိုင်ဘူး နောက်ထပ်အတော်များများလက်ခံထားကြတဲ့အယူဆတစ်ခုရှိသေးတယ်။အဲ့ဒါကတော့ခရစ်တော်လက်ဝါးကတိုင်မှာအတေခံပြီးအောင်မဲခံခဲ့တဲ့အချိန်မှာပဲစာတန်ကိုနင်းချခဲ့တာဖြစ်နိုင်မလားဆိုတာပါပဲ။ဒီချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ခရစ်တော်ရဲ့အောင်ပွဲကစာတန်ကိုအနိုင်ယူခဲ့တယ်ဆိုတာတော့မှန်တယ်။ဒါပေမဲ့ဒီအကျမ်းကအလေးပေးထားတဲ့ချက်ကအာဇာနည်တွေရဲ့အရေးအတွေ့ပြည့်စုံခြင်းဆိုတဲ့သတ်မှတ်ချက်ပဲ။လဝါကတိုင်ချင်းကအာဇာနည်တွေပေါ်ထွက်လာဖို့အစပြုတဲ့ကာလပဲရှိသေးတယ်။အရေးအတွေ့မပြည့်သေးဘူး။ဒါကြောင့်အဲ့ဒီအချင်းအတိအကျမှဖြစ်ခဲ့တာမဟုတ်သေးဘူးလို့ဆိုလိုတာပါ။ဒီယူဆကိုပိုခိုင်မာစေတဲ့ဂျမ်ဘိုက်တစ်ခုရှိပါတယ်။အာဇာနည်တွေရဲ့ဝိညာဉ်တွေက တရားမျှတမှုအတွက်တောင်းဆိုတဲ့အခါသူတို့ကိုအရေးအတွက်ပြည့်စုံတဲ့အထိခဏဆောင်ပါအောင်လို့ပြောထားတာမျိုးပေါ့ဒါကဂျိုတင်တတ်မှတ်ထားတဲ့အာဇာနည်အရေးအတွက်တခုတကယ်ရှိတယ်ဆိုတဲ့အချက်ကိုပို့ပြီးခိုင်မာသွားစေတယ်ဆိုတော့အဓိကအချက်ကရှင်းသွားပြီကောင်းကင်ကနီစာတန်ကိုနင်းချမဲ့ဖြည့်ဖြည့်ကြည့်ကအာဇာနည်ရဲ့အရေးအတွက်ပြည့်စုံမှုနဲ့တိုက်ရိုက်ကိုချိန်ဆနေတာဒီတတ်မှတ်ချက်မပြည့်မချင်းကောင်းကင်ကစစ်ပွဲကအဆုံးမတက်သေးဘူးလို့ဒီကြမ်းကဆိုလိုနေပုံပါပဲ ီနေရာမှာတော့အဖြစ်ပြက်ရဲ့အဆင့်ဆင့်ကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါပထမအဆင့်ကရာစုနှစ်တွေနဲ့ချီပြီးအာဇာနည်တွေရဲ့အရေးအတွက်ကထဖြည်းဖြည်းပြေးလာတယ်ဒုတိယအဆင့်ပင်စမတန်စစ်တော်ဖွင့်တဲ့အချိန်မှာအရေးအတွက်ကပြည့်လူနေပါဖြစ်လာပြီတတိယအဆင့်မှာအခြေအနေတွေအလုံးပြည့်စုံသွားတဲ့အခါကောင်းကင်ကအောင်ပွဲကအတီးဖြစ်သွားပြီးနောက်ဆုံးစစ်မှာတော့မင်းခေလက်ကစာတန်ကိုနင်းချလိုက်တယ်။ဒါကတော့သူတို့အဆိုပြုတဲ့ဖြစ်စဉ်အဆင့်ဆင့်ပါပဲ။ဒါကြောင့်စဉ်းစားကြည့်ရင်လည်း စာတန်ကိုကောင်းကင်ကနေနင်းချလိုက်တာကအရာအလုံးပြွားတော့မဟုတ်ဘူးပြောင်းပြန်ပဲဒါကမြေကြီးဘော့ကနောက်ဆုံးဆင်အသေးအတန်တိုက်ပွဲရဲ့အစပဲဖြစ်သွားစေတယ်ဒီချမ်းပိုက်ကအချိန်တွေကိုမျက်စိတွေမြင်သာစေပါတယ်ကောင်းကင်မှာရှုံးသွားတဲ့နဂါးကြီးကသူ့မှာအချိန်သိမရှိတော့ဘူးဆိုတာကိုသိလို့ဒေါသအကြီးအကျယ်နဲ့မြေကြီးဘော်ကိုဆင်းလာတယ်ဆိုတော့ဒါကသူကငင်းချမ်းရဲ့ကိုယူလာတာမဟုတ်ဘူးဖေဒုခကိုယူလာတာကဲ ဒါကတော့ဒီစုံစမ်းလေ့လာမှုရဲ့အဆုံးသတ်ကောက်ချက်အစိုးဖြူထားတဲ့အချင်းစရာအပြည့်အစုံပါပဲအဖြစ်ပြက်တွေကဆက်တိုက်ဖြစ်သွားတာပန်ထမတန်စိတ်တော်ဖွင့်ချိန်မှာအာဇာနည်အရွယ်တပိလူနီပါဖြစ်လာတယ်အဲ့ဒီနောက်မှာစာတန်ကိုနှင်းချလိုက်တယ်ပြီးလာနဲ့စာတန်ကတားရဲကိုတကိုးပေးပြီးရပောင်း1060ကြားမဲ့နောက်ဆုံးဒုက္ခကာလကြီးကိုဆက်တင်စေတယ်ဆိုတဲ့အချင်းစရာပါပဲ ဒါတော့ဒီ question six ဖျက်မှုကနေကျွန်တော်တို့တိလိုက်ရတဲ့အရေးကြီးဆုံးအချက်ကပါလဲဆိုတော့စာရန်ရဲ့ကြဆုံခြင်းဆိုတာလူတွေမရှိခြင်းကတွေကဖြစ်ခဲ့တဲ့ရှင်းဟောင်းတန်တားကြီးပုံပြင်တစ်ခုမဟုတ်ဘူးဆိုတာပါပဲအဲ့ဒီကစားဒါဟာကဘာသမိုင်းရဲ့နောက်ဆုံးအခန်းကိုဖင်ချလိုက်တဲ့တိုက်ရိုက်ဖြစ်စေတဲ့တွန်းအားတစ်ခုလက်ကိုဖူးစီတစ်ခုလိုဖြစ်နေတာပါကောင်းကင်ကအဖြစ်ပြက်နဲ့မြေကြီးပေါ်ကအဖြစ်ပြက်ဒီဟာတိုက်ရိုက်ချိတ်ဆက်နေတယ်ဆိုတာကိုပြနေတာပါ ဒီအနှစ်ဖွင့်ဆိုချက်ရဲ့အတိတ်ပဲကိုအချင်းချုပ်ကြည့်ရအောင်ပထမချက်က ကောင်းကင်ကစစ်ပွဲကို မြေကြီးဖို့ကအာဇာနည်ဒီကအနိုင်ယူပေးခဲ့တာဒုတိယအချက်ယုံကြည်သူတွေရဲ့စွန့်လွတ်မှုကစစ်ကြဝဠာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်တတိယအချက်က နောက်ဆုံးဒုက္ခကာလဆိုတာရှုံးသွားတဲ့ရန်သူရဲ့အသေးအတန်နောက်ဆုံးကြိုးပမ်းမှုတစ်ခုပဲပြီးတော့နောက်ဆုံးချက်က ဒီအဖြစ်ပြက်တွေအားလုံးဟာရှေးပဝိတ္တဏီကမဟုတ်ပဲမကြခင်ဖြစ်လာတော့မယ့်အရာတွေအဖြစ်ရှုမြင်စေတာပါပဲဒီတင်ပြချက်တစ်ခုလုံးကိုပြန်ကြည့်လိုက်ရင် prophet ဖြိုးချက်ဆိုတာအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုကြိုပြောထားတဲ့စာရင်းတစ်ခုတတ်တတ်မဟုတ်တော့ဘူးအဲ့ဒီစာတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အချောင်းနဲ့အကျိုးကွမ်းဆက်ကြည့်တစ်ခုလိုဖြစ်နေတာကိုတွေ့ရမှာပါဒီလိုဆိုရင်တော့နောက်ဆုံးမှာကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ထားခဲ့ပါတယ် မိုင်းမှာဖြစ်ပျက်နေတာတွေဟာဂျပန်ဖြစ်ရက်တွေမဟုတ်ပဲအစိတ်ပိုင်းတိုင်းကအရေးပါနေတဲ့ကြီးမားလာတဲ့စက်ကြဝဠာစစ်တွေအပွဲကြီးတစ်ခုရဲ့နောက်ဆုံးအကွက်ရွှေ့မှုတွေအဖြစ်မြင်လာနိုင်ပါလားဆိုတာပါပဲ